အားလုံးပဲမင်္ဂလာပါရှင်အခုတခါမှတင်ဆက်ပေးမှာကတော့ပရလောကမှာချစ်မောင်နှမဆိုတဲ့ဇလန်အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဟာဘကုတ်ကိုထွက်သွားတဲ့တနက်ပင်ကမောက်လို့တဲ့အဲ့လိုသတင်းစိုးကြီးကိုကျမတို့မိသားစုကြားလိုက်ရတဲ့အချိန်မှာတော့စစ်နှစ်နာရီကျော်ကျော်နန်းနဲ့စာစားပြီးတဲ့ကာလဖြစ်ပါတယ်တနက်ပင်နဲ့ဘကုတ်ဟာတနင်္လာရီမှာကားတစီထွက်ပြီးနေလို့ကားဆက်ကမပြတ်ပါဘူးကားတစီထွက်ပြီးဆိုရင်တော့ခီးတယ်များနဲ့အပြစ်ဖြစ်နေပါတယ် ဒါပေမဲ့အခုကြားလိုက်ရတဲ့ကားမှုတ်တယ်ဆိုတဲ့ကားဟာကျမရဲ့မမလေးနဲ့မောင်လေးတို့လိုက်ပတ်သွားကြတဲ့ကားများဖြစ်နေလားလို့ထင်ရန်အကြောင်းများစွာကရှိနေပါတယ်။မမတို့လိုက်ပတ်သွားတဲ့ကားဟုတ်မဟုတ်ကိုသိနိုင်ရန်အတွက်တနက်ပင်ကားကြီးကိုတွားရောက်စုံစမ်းမှဖြစ်မယ်လို့ခြေလန်းပြင်ဆင်ပါပဲ။မဝင်းကြီးတို့လိုက်သွားတဲ့ကားဘော်ရီယိုတရားမှမောက်သွားတယ်။အဲ့ဒါလိုက်သွားကြည့်ရအောင်။အဲ့လိုအိမ်သားမှမိတ်ဆွေကလာခေါ်ပါတယ်။သူဟာလဲသူ့ညီဖြစ်သူရန်ကုန်သို့သွားရန် ဲ့ကားနဲ့လိုက်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်လေအမေနဲ့ကျမဟာကောင်းပေါက်တဲ့ဆူတဲ့နေရာကိုလိုက်သွားကြပါတော့တယ်။တနပ်ပင်မှာဘကုသူ့သွားရင်ဘကုမြို့အဝင်ကားလမ်းမကြီးရဲ့လက်ဝဲဘက်မှာရှိတဲ့ကုမြစ်ပေါ်မှာတော့စိတ်တက်ဖျားလို့ခေါ်တဲ့ဇီဒီတဆူရှိနေပါတယ်။အဲ့ဇီဒီနားကိုမရောက်မီမှာတော့တဖာလုံးအကွာလောက်မှာဘော်ဘီယိုတဒါဆိုပြီးရှိနေပါတယ်။အခုကားမောက်တဲ့နေရာဟာအဲ့ဒါအလုံးဇီတို့အနည်းကိုမရောက်တရောက်နေရမှာမောက်သွားခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီနေရာကိုကျမတို့ရောက်သွားတော့ရဲအချို့နဲ့ရက်ွက်ဆိုင်ရာလူကြီးတချို့ကိုအရင်ဆုံးမြင်လိုက်ရပါတယ်။ကားမောက်တဲ့နေ့ဟာတော်တလင်းလှဆန်းရဖြစ်နေတဲ့အပြင်အချိန်ကလည်းကျမတို့တာမီရောက်သွားတဲ့အချိန်မှတော့တနာရီကြော်ကြော်ရှိနေပြီဖြစ်လို့နေအလုံးပူပြင်းနေတဲ့အချိန်လည်းဖြစ်နေပါတယ်။ကျမဟာအဲ့ဒီနေရာကိုရောက်တာနဲ့လူအုပ်ရဲ့ခြားလေးကိုအတင်းတိုးဝိတ်ခါကျမတမိနဲ့သားဘာဖြစ်သွားဟာလဲ။ဘာဖြစ်သွားဟာလဲ။အဲ့လိုဟိုဟိုဒီဒီကြည့်ရင်လည်းမင်းနေပါတယ်။ ရဲမြကတရအနေငယ်စီရထားကြသူအချို့ကတော့ဘကိုးစင်းရင်ကိုပြုတ်ရင်ဆင်းဆင်းနေခိုက်အသက်မရှိတော့ဘီဖြစ်တဲ့ကျမရဲ့မမနဲ့ပေါင်လေးရဲ့ကိုယ်ပေါ်မှာတော့ဘာတရားများရရှိထားတာကိုသိဖို့အတွက်စိတ်စိတ်လေးရရှိနေကြပါတယ်။မောင်လေးမှာတော့ပွန်းပဲ့နေတဲ့တရားအနေငယ်လောက်ပဲရှိပါတယ်။မမမှာတော့ဘာတရားမှလည်းမရှိအိပ်ပျော်နေတယ်လို့မျက်လုံးများကလည်းမင်းမိတ်လေးရဲ့ပြုံးမယောင်ယောင်ရှိနေပါတယ်။ဒါပေမဲ့ကားတစ်စီးလုံးမောက်ရမှာတော့ အပြင်လူ၅ဦးလောက်နဲ့လုံးဝဒဏ်ရာမရှိသူက၁၀လောက်အသက်ဆုံးရှုံးသွားသူက၂ဦးဖြစ်နေတဲ့အပြင်ဒဏ်ရာကိုလည်းလုံးဝရှာမရတာကြောင့်ဒဏ်ရာရှာဖွေဖို့အတွက်ခွဲစိတ်အောင်မယ်လို့မမနဲ့မောင်လေးကိုစိတ်ယုံတင်ဖို့ရပါတယ်။ပြီးမှအလောင်းကိုပြန်ပေးမယ်လို့ပြောကြတော့အမေက"ကျမသမီးလေးနဲ့တားလေးဟာအိမ်ကထွက်သွားတော့ကရေးလို့မော်လို့ပြောလို့ရှင်လို့ကြည်စံအခုတော့တေးပြီလေအသက်မရှိတော့ဘူးလေအမလေးကျမ ကျမမယုံနိုင်ဘူးဒီပြည့်ဟာကျမသားနဲ့တမီးဟုမှ ရွေးပြီးတည်အောင်လှုပ်လိုက်ကြတဲ့အဖြစ်ပဲကန်ဆိုးလိုက်တာတမီးနဲ့တားရင်အဲ့လိုမေဗရာမြေလူတလူကားလမ်းဘေးမှာလူလိုက်နေပါတော့တယ်ကားမှာလဲစက်အချီနေရဘယ်လိုမှလဲချူရင်းချက်မရှိလို့ဆိုရပါတယ်ကားလမ်းကလဲချုံမွေပြပြနေတဲ့လမ်းဖြစ်တယ်ဒီခီးလမ်းဟာဒီလိုတစ်ကြိမ်တစ်ခါမှလဲမဖြစ်ခဲ့ဘူးကားမောင်းနေသူကလည်း ဒီလန်းခီမှာတွာလာနေဒီမှာနှစ်ပေါင်းကလည်းမနေတော့ပါဘူး။ကားဟာမောင်းလာရင်နဲ့မောက်မဲ့နေရကိုအရောက်မှာတော့ဆွဲယူမောက်ချလိုက်တယ်လို့အတာအယာနဲ့ကားပိန်အလုံးဟာအပေါ်သို့ခြောင်ကမောက်သွားပါတော့တယ်။အနီးနားကနေရောက်လာကြတဲ့လူများရဲ့အင်အားနဲ့ကားကိုမထုတ်ဆွဲလန်လိုက်ပြီးတော့မမနဲ့မောင်လေးတို့ကအသက်မရှိတော့ဘူး။သူတို့ရဲ့ဘေးကနေထိုင်လာသူအလေခေါကနေထိုင်လာသူတွေဟာလေပုံပိတ်ယူမှတပါဘာထင်ရမှမရကြပါဘူး။ မမတို့သာကန်ဆိုးကြလေချင်းပဲဖြစ်ပါတယ်။အဲ့ညီမမဟာပကိုးစည်းကြီးကိုသူ့ဆက်ချက်ဖို့အတွက်လိုအပ်တဲ့အတွေ့ခြေလုံးတွေနဲ့ကျဲသီးတွေကိုသွားဝယ်ဖို့အတွက်ဖြစ်ပါတယ်။မောင်လေးကအားကစားသမားတစ်ယောက်ဖြစ်တာမို့ဘောလုံးကစားခြင်းကိုအလုံးဝတနာပါပါတယ်။ဒါကြောင့်လဲတနက်ပင်မြို့နယ်ရဲ့အကောင်းဆုံးကုသမားဖြစ်လာတော့သူအလုံးမဲခုံယူနေပါတယ်။ပြောလို့မဆုံးအောင်လဲရှိနေပါတယ်။ပကိုးတိုင်းအာကံမှာလဲသူ့ကိုတွေ့လို့ဒီဟုအကြောင်းကြားထားတယ်။ တိုက်တိုက်ဆန်းဆန်းဘကိုးတိုင်းအာကာယုံကိုမောင်းလေးသွားရမယ်နေမှာတော့မမကလည်းဘကိုးကိုဇီးဝယ်လိုက်မယ်လို့ဆိုပြီးအိမ်မှာနနဲ့စာထမင်းကို မောင်နှမနေရမင်းမင်းရှက်ရှက်စားတော့ကြပြီးတော့အတူထွက်သွားကြခြင်းပဲဖြစ်ပါတယ်။အော်အခုတော့နှစ်ယောက်စလုံးဟာတေကုံကြပြီလေလား။မယုံချင်းစရာလက်မခံချင်းစရာဖြစ်နေပြီမေ။ကျမတို့မှလက်ခံလိုက်ရပါပြီ။ယုံကြည်လိုက်ရပါပြီ။မျက်စိတမိတ်လေဟာတစ်ပြည့်အတင်မှာလက်တစ်ပြည့်များသောအချင်းကလေးမှာ ဘဝတစ်ခုဟာပြည့်စည်ဆုံးရှုံးသွားရပြီလားလို့ကျမမှာများစွာပဲတံပွေခရရှိမိပါတော့တယ်။ပိုးရိပ်ထူးဆန်းအောအောပဲကောင်းတာကတော့မမတို့နှုတ်ဦးလုံးဟာတေးစင်နေလောက်တဲ့တန်ရာဆိုပြီးတစ်ခုမှမတွေ့ပါဟုသောဘကူးစင်းယုံမှဆံဝန်များရဲ့စိတ်မချက်ပဲဖြစ်ပါတယ်။လူ၂၀ကျော်လှိပ်ပါသွားတဲ့ဘတ်စကားကြီးမောက်ရမှာတော့မမတို့သာလင်းတွေးထက်တန်ယုံမှုမရှိဘဲနဲ့ထူးဆန်းစွာတေးဆုံးသွားကြရတယ်။တန်ရာအပြင်းထန်ရွာသွားသူလည်း ။ဒံရအပြင်းထန်ရသွားသူလဲတယောက်မှမရှိဆိုတဲ့တဲ့င်းကြောင့်မမတို့ကွင်လွန်ရပုံကိုကြားရသူတွေဟာစိတ်ဝင်စားနေကြတော့တယ်။တနာကြတယ်။ဒါနဲ့သမီးအရွယ်ကောင်းကလေးတွေရုပ်ရည်ကလည်းမိသားစုမှအလှပဆုံးအချုံးမုံဆုံးဖြစ်ကြလို့နှမျောနေကြပါတယ်။အမေကလည်းများစွာစာနာကတနာနေကြပါတယ်။သူတို့မောင်နှမနှစ်ယောက်ကိုတနပ်ပင်တုတ်တန်တို့အာသုဘကျင်းတဲ့လဲနဲ့ရှေ့စင်နောက်စင်ပို့ရတဲ့မြင်ကွင်းကိုတွေ့ရသူတိုင်းကတော့မျက်ရည်စိုနေကြတယ်။ စိတ်ထိခိုက်စွာနဲ့လိုက်ပို့ကြတဲ့အတုပရှိပရိသတ်ကြီးကလည်းတုတ်တံမှာထန်းချင်ရပေမရှိတော့အောင်များပြားစီကလွန်နေပါတယ်။အမေဟာစားမုံရဲ့အိတ်မပြောတဲ့ဝေဒနာနဲ့လူနာလုံးလုံးဖြစ်သွားရပြီ။ကျမအဖေဟာလည်းငကူကလေးကပဲကျမရဲ့ကောင်းလာတာမဟုတ်တာကြောင့်တားနဲ့သမီးရဲ့အဖြစ်ကိုတိလိုက်ရတဲ့အချိန်မှစပြီးတော့တဲကြီးပြစ်သွားရှာတော့တယ်။ဘသူကမှလည်းစကားမပြောတော့ဘဲဟိုရှာတီရှာဟိုကြည့်တီကြီးနဲ့ စိတ်ထိခိုက်ပွေရာ ဖြစ်သွားမှာတော့တယ်။အဲ့ဒီအချိန်က1989ခုနှစ်1988ခုနှစ်များမှာတော့ပြည်မြုပ်ကဘာရွှေရင်အေးဆရာတော်ကြီးဥဝိဇ္ဇဗလရဲ့တရားပွဲကိုတနက်ပင်မှာရှိတဲ့အောင်ချမ်းသာဘုရားကြီးမှာနှစ်ချိန်မြောက်ကျင်းပတဲ့ကာလနဲ့ကြုံကြိုက်နေပါတယ်။ကျမအမိက9ရက်တန်တန်ကျင်းပခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့တရားပွဲကို1989ခုနှစ်ကရပ်ပစ်တရားနာယူနိုင်ခဲ့ပါတယ်။အခုနှစ် 1988ခုနှစ်မှာတော့သားသမီးနှုတ်ဦးရဲ့တောကပြပါရာကြောင့်လုံးဝမသွားနိုင်တော့ပါကျမမောင်လေးနဲ့အမမတို့ကွယ်လွန်သွားကြပြီတဲ့နောက်မှာတော့ဆယ်ရက်အကြာမှာဆရာတော်ကြီးရဲ့ဒုတိယအကြိမ်မြောက်တရားပွဲကျင်းပတာနဲ့စုံနေပါတယ်အဲဒါကြောင့်နေ့ဝက်တနေ့နေစိုးမစားမိအချိန်မှာတော့ဆရာတော်ကြီးကခေါ်လို့တည်ဟုအမေကိုလာခေါ်ကြပါတယ်ကျမအတော်နဲ့အမေဆရာတော်ကြီးကိုဥသိမ်းကျင်ချပြီးတာနဲ့ဆရာတော်ကြီးကအမေကိုမိတ်လေပါတော့တယ် တကမကြီးတမီမဝင်းကြီးဖုန်ကြီးစီကိုရောက်လာတယ်။သူကအမိကိုပြောပြပါလို့ရှောက်လိုက်တဲ့စကားဖုန်ကြီးမှပါလာတယ်။အဲ့ဒါကိုပြောပြချင်လို့တကမကြီးကိုအခေါ်လွတ်တာပဲ။အမိမျက်နှာဟာဝင်းကနေဖြစ်သွားတယ်။မျက်လုံးများဟာလည်းအယောင်တောက်လာကစိတ်ထက်သန်တဲ့အမှုရနဲ့တမီမဝင်းကြီးကိုပဲအရှင်ဖျားတွေ့တာလား။တားမောက်ရွှေငင်းကိုရောမတွေ့ဘူးလားဗျာ။အဲ့လိုရှောက်ထားတယ်။အမေဟာတမီးတုံးရောက်ကိုဆက်ရွေ့ရပြီးမှ သားတစ်ယောက်ကိုရလာခြင်းဖြစ်လို့တူဦးဒီသောသားထွေးလေးကိုမိသားစုထဲမှာအချစ်ဆုံးအလိုအလိုက်ဆုံးဖြစ်တာကြောင့်ဆရာတော်ကြီးနဲ့သူ့သားကိုပါတွေ့ဆုံစေခြင်းနဲ့ဆန္ဒရှိနေပါလိမ့်မယ်။အင်းမောင်ရွှေကြီးလည်းပါလာတယ်။သူတို့မောင်နှမအတူလာကြတာပဲ။ဖုန်းကြီးကိုလည်းအတူကြောကြတာပဲ။ဒါပေမဲ့မောင်ရွှေကြီးကဘာမှမမှဘူး။ဗမွေးကြီးကပဲအမေကိုပြောပြပါဖျားလို့မာလိုက်တယ်လေ။ကျင်းပါဗျာ။ဗမွေးကြီးကဘာတွေမာလိုက်ပါလဲဗျာ။ အမိတ်ရှိပါသူဆွဲကြိုးလုပ်ခဲ့တဲ့ရွှေပြင်ကိုငွေ105ကျပေးဖို့ရှိတာကိုပေးလိုက်ပါတဲ့ပြီးတော့သူအနှစ်သက်ဆုံးဖြစ်တဲ့အင်ဂျင်နယ်လုံကြီးတစုံကိုတစ်တာထဲမှာရှိတာကိုလည်းယူထုတ်ပြီးတော့လူပေးပါတယ်။ဘာအယောင်လို့မလိုက်တယ်လဲဖေ။တက္ကမကြီးသိပါတယ်တဲ့။အဝါယောင်လားဖေ။ဟုတ်တယ်ဟုတ်တယ်။မမဝင်းကြီးကကျမတို့ညီမသုံးယောက်မှာအသားအဖြူဆုံးဖြစ်တယ်။အဲဒါကြောင့်ပန်းမွင့်ကြဲကြဲကလေးတွေပတ်ထားတယ်လို့ဖြစ်နေတဲ့ အဝါနုရောင်အင်ချီလေးနဲ့ကြောင်ချင်းလုံးကြီးအဝါရင့်ရောင်ကိုတွဲဖက်ဝတ်ထားတဲ့အခါမျိုးမှာတော့အလွန်ကိုကြည်ကောင်းနေပါတယ်။အဲ့ဒီဝိဆုံကလည်းသူအနစ်တက်ဆုံးဖြစ်တာကိုကျမတို့အားလုံးကလည်းသိထားပါတယ်။ကျင်းမဗျာ။မာလိုက်တဲ့အတိုင်းအားလုံးလုပ်ပေးမယ်လို့ပြောလိုက်ပါဗျာ။သူတို့ကဘယ်ဘဝကိုရောက်နေကြတာလဲဗျာ။ဒီဘက်တော့မှသူတို့အတွက်ရက်လက်ဆုံးအလို့လို့တော့ကြကြနနစီစီပြီးအမြတ်ပေးဝေခဲ့ပါတယ်။သူတို့ကတအားမခေါ်ကြဘူးလားဗျာ။အမေကတနာကျင်ရာဖြစ်နေတယ်။ ျက်ရည်ကိုတုပ်လိုက်ရှိုက်ငူလိုက်ဆရာတော်ကြီးကိုရှောက်ထားလိုက်နဲ့ဖြစ်နေတာကြည်နေရသူကျမအတွက်ကတော့ကြည်ကွဲပွေရာဖြစ်နေရပါတယ်သူတို့နှစ်ယောက်ကဘဝဟောင်းကလာတာကွယ်ဘဝဟောင်းမှလည်းအခုဘဝလိုပဲပေါ့မောင်နှမနှစ်ယောက်ယောက်ျားကလေးကငယ်မိန်းကလေးကအကြီးတတဝါတွေဟာဒီလိုပဲဘဝအမျိုးမျိုးမှကျင်လည်နေကြရတာအဲ့ဒါကိုကံပြစ်ချရမှာနေကြရတယ်လို့ဗုဒ္ဓဘာသာဝင်တိုင်းကတော့ယုံကြည်လက်ခံထားကြတယ် ဒကမကြီးရဲ့တမိနဲ့သားတို့အဖြစ်ကလည်းဒီတိုင်းပဲပြရလောကမှာမကျွတ်မလွတ်နိုင်ကြသေးတဲ့တတ္တဝါတွေဟာအနတ်မတကရှိကြတယ်သူတို့ကံသူတို့အကြောင်းနဲ့နေကြရတာပဲဘုန်းကြီးတို့ကဒါကြောင့်မို့တတ္တဝါတွေပြရလောကနဲ့လွမြောက်လာနိုင်ကြဖို့အတွက်နေ့စဉ်နေ့တိုင်းကို အမြတ်ပေးဝေနေကြရတာပဲအခုလေသူတို့မောင်နှမဒီထဲမှာရှိနေကြတယ်ဘုန်းကြီးပြောနေတာတွေကိုနားထောင်နေကြတယ်ကွလက်ပြအဝါရောင်ကလေးနှစ်ကောင်ဟာ အိပ်ပြအဝါရောင်ကလေးနှကောင်ဟာမကြီးမငယ်အရွယ်သူအဖြစ်နဲ့ကျမတို့ရှိနေကြတဲ့အောင်ချမ်းသာဖခင်တစောင်းကြီးထဲမှာရှင့်စင်နောက်ဆင့်လူလာတုပ်ကပြန်တန်းလျက်ရှိနေကြတာကိုတစောင်းထဲမှာရှိနေကြသူတွေက အားလုံးမြင်ကြရတာကြောင့်ထူးဆန်းအံ့ဩနေကြပါတယ်။ဒီလိပ်ပြအဝါကလေးနှကောင်ဟာမမတို့ကိုတုတ်တန်တို့ပို့ဆောင်စဉ်အခါကလည်းမမတို့ရဲ့ရုပ်ကလများကိုတည်ဆောင်းလာတဲ့လဲနှစည်းပေါ်မှာခောက်တုတ်ခောက်ပြန်ပြန်ဝဲလိုက်ပါလာကြတာကိုတတိပြုမြင်တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့်မမတို့နေရောက်ရဲ့လက်ပြဝိညာဉ်များဖြစ်လိမ့်မယ်လို့အဲ့ဒီလက်ပြဝါကလေးနှကောင်ကိုအဲ့ဒီနေ့ကလေးကပဲထင်ကြီးပေးလာကြသူများဟာလဲအခုထပ်ပံပြန်လို့လက်ပြများကိုထပ်မံတွေ့ကြရတဲ့အခါမှာတော့ပိုရွတ်ပင်အံ့ဩထူးဆန်းဖွယ်ရာဖြစ်နေပါတော့တယ်ပြီးတော့ဒကမကြီးမဝင်းကြီးကတောင်းပန်လိုက်သေးတယ်အဲ့လိုဆရာတော်ကြီးကထပ်မံ၍အမိတ်ရှိပြန်ပါတယ်ဘာကိုတောင်းပန်တာလဲဖေဟာအမိတ်ရှိပါဩတခြားတော့မဟုတ်ဘူး အမေကိုသူ့လေးသမီးမနဲ့ခံပြုံးမိတာတွေကိုခွလွတ်ပါတယ်။အမေငိုပါတော့တယ်။ငိုရင်းနဲ့ပဲခွလွတ်ပါတယ်ဗျာ။အားလုံးကိုဒီပြတော်မှာခွလွတ်ပါတယ်။အခုသူတို့တွေဘယ်မှာနေကြတာလဲဗျာ။သိပါရစေ။သူတို့ကကွယ်လွန်သွားကြတဲ့အနာကရွှေအထုတ်ဗျာစိတ်တက်ဗျာမှာနေကြတယ်။မမဟာလူဘဝများစွာမှာနေပြောသေးတဲ့အရွယ်29နှစ်သားရှိပါသေးတယ်။မောင်လေးအသက်က19နှစ်ဖြစ်တယ်။ အားကစားမှအထုံပါလာသူဖြစ်လို့မောင်လေးဟာလည်းထာဝစဉ်တက်ကြလှူရှားနေသူဖြစ်ပါတယ်။အခုတော့မကျွတ်လို့သေးတဲ့ပရလောကသားဘဝမှာပျော်ပိုက်သည်ဖြစ်စေမပျော်ပိုက်သည်ဖြစ်စေနေချရာအောင်မှာဖြစ်ပါတယ်။တရားဝင်၅ရက်ကျင်းပပြီးလို့ဆရာတော်ကြီးပြန်ကြွသားတဲ့အခါမှာတော့ဆရာတော်ကြီးကိုပို့တဲ့ကားနဲ့ကျမတို့တာအမီဟာလိုက်ပါလာခဲ့ပါတယ်။ရွှေအထုပ်ပြားမှာဆရာတော်ကြီးဆင်းကြွလို့မမနဲ့မောင်လေးကိုအမြတ်ပေးဝေးမှာဖြစ်ပါတယ်။ စပယ်ပန်းများယူလာခဲ့တဲ့အစီအစဉ်ကိုဆရာတော်ကြီးအမိတ်ရှိတာကြောင့်ကျမတို့လိုက်ပါလာခြင်းဖြစ်ပါတယ်။ဒီမှာလဲထူးဆန်းပွေရနဲ့ကျုံကျက်ရပြန်ပါတယ်။ကားမောင်းလာသူဟာရွှေအထုတ်ပြားရှိကိုရောက်တော့ကားကိုခိတ္တရရမယ်ဆိုတဲ့အစီအစဉ်ကိုသိထားပြီမဲ့တတိမိလျော်ပြီးရွှေအထုတ်ပြားမှာအနည်းငယ်လွန်သွားတဲ့အထိကားကိုဆက်၍မောင်းသွားမိပြီးတော့ကားဟာသူ့လိုလျောက်ယုတ်ချီးရသွားတယ်။အဲ့ဒီခါမှဆက်ချင်းတတိရသွားပြီး ကားမောင်းသူကကားကိုနောက်ပြန်ဆုပ်ရမယ်လို့ဆိုမှဆက်ပြန်နိုးရပါတော့တယ်။ဖះကုန်းကတော့မမြင့်လှပါဘူး။တောင်တန်းလေးကတည်း20လောက်သာရှိပါတယ်။ဖះရင်ပင်ပေါ်ကိုရောက်တဲ့အခါမှာတော့ဆရာတော်ကြီးဟာစပယ်ပန်းတွေကိုနှစ်ဆုခွဲပြီးဖះရှိပန်းတင်ကုန်းပေါ်ကိုတင်ထားလိုက်ကမဝင်းကြည်နဲ့မောင်ရှင်ကြီးစပယ်ပန်းတွေလာယူကြ။မင်းတို့ဖះပူဇော်ဖို့ယူလာပေးတယ်။အဲ့လိုအတန်းကျဲကျဲနဲ့အမိတ်ရှိလိုက်ပြီးရင်ဖះတပတ်လက်ကပူဇော်ရင် အဲ့ဒီနေရာကနေထွက်ကြလာပါတယ်။ကျမတို့သားအမိဟာလဲဆရာတော်ကြီးကြောက်ရမှုရနောက်ကိုလိုက်ပါသွားရမှာ။ကျမဟာမမနဲ့မောင်လေးကိုအဲ့ဒီနေရာမှာတွေ့ရနုံနုံဒီနေရာမှာတွေ့ရနုံနုံနဲ့ပတ်ဝန်းကျင်အနက်မှာလက်ပတ်ကြည့်နေမိပါတယ်။ဒါပေမဲ့အရင်ရောင်တစ်ခုကမှမတွေ့ရပါဘူး။ဖခင်တစ်ပတ်ပြည့်လက်ပတ်ပူဇော်ပြီးလို့စတင်ထွက်ခွာလာတဲ့ပန်းတင်ကုန်ရှိကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ဆရာတော်ကြီးထားခဲ့တဲ့စပယ်ပန်းမြောက်ကိုလုံးဝမတွေ့ရလို့ ကျမတို့မှအံဩရတယ်လို့။ဩမဝင်းကြည်တို့မောင်နှမပန်းတွေလာယူသွားကြပြီကိုဖះကို ပူဇော်ကြမယ်ထင်ပါရဲ့ကွယ်။တာတုတာတုတာတုပါကွယ်။အဲ့လိုဆရာတော်ကြီးရဲ့စကားတန်ကိုပါကြားလိုက်ရပါတယ်။အခုတော့ဖြင့်မမတို့ကွယ်လွန်သွားသည်ဟာနေပေါင်း20ကျော်သွားပါပြီ။မမတို့ကွယ်လွန်ပြီးတဲ့3နှစ်လောက်အတွင်းမှာတော့မမဝင်စားတယ်။မောင်လေးဝင်စားတယ်ဆိုပြီး မကြာခဏကြားရတတ်ပါတယ်။အဲ့လိုကြားရတိုင်းလေကျမမေမေဟာစိတ်အားထက်သန်စွာနဲ့တွားရောက်ကြည့်ရှုတလိပါတယ်။ခိုင်လုံးနဲ့တဲ့တဲ့တာတကတွေမတွေ့ရပေမဲ့အမေဟာသူ့သားအမှန်ဝင်စားလားဆိုတဲ့အမှတ်နဲ့သုံးနှစ်နီးပါးအရွယ်ယောက်ျားလေးတစ်ယောက်ကို နေ့တိုင်းအိမ်သို့ခေါ်တာက အလွမ်းဖြစ်တတ်ပါတယ်။အဖေဟာလည်းဒီစိတ်နဲ့ပဲမမတို့ကွယ်လွန်ပြီးလေးနှစ်ကြကြုံလောက်မှတော့ကွယ်လွန်သွားရှာပါတော့တယ်။ကျမအမေကတော့ဝိပဿနာတရားကိုမပြတ်အားထုတ်ရင်းနဲ့ ကံကုံနှစ်စီမှကွင်လွန်သွားရပါတော့တယ်။ကြံရိတ်ခဲ့တဲ့ကျမနဲ့မမကြီးဟာလည်းရွှေအင်းဆရာတော်ကြီးနှစ်စဉ်ကြင်ပမြဖြစ်တဲ့မကျွတ်မလွတ်သူများအားရည်စူးလူတန်းနဲ့ဘုံမတကဇွန်လပွဲကြီးကိုတော်တလီလှဆန်9ရက်နှစ်တို့ရောက်တိုင်း1989ခုနှစ်မှအခုနှစ်တိုင်းသွားမြင် အမြတ်ဝေမြင် လူတန်းဆဲပဲဖြစ်ပါတယ်ဆရာတော်ဖျားကြီးရည်ထွက်ထားတဲ့ဇင်းမှာတော့မကျွတ်မလွတ်သူ၁၈ဦးအနည်းမှာ မောင်လေးရွှေငင်းက၄ဦးမြောက်မမဝင်းကြီးက၅ဦးမြောက်အဖြစ်တရားလာရောက်နိုင်ယူရန်အတွက်ဖိတ်ကြားထားတာကို တွေ့ရပါတယ်မမတို့အဖြစ်ကကျန်းကြီးခဲ့သူမမကြီးနဲ့ကျမအတွက်တရားတံဝေက ဖြစ်ရပါတယ်ဒါကြောင့်လဲတင့်တင့်အောင်စားမြတ်တအောင်နေပြီးဝိပဿနာတရားမှတပါအားကိုးစရာမရှိပြီလို့ဤတရားကိုပဲ အားထုတ်ကြိုးစားခဲ့ပါတော့တယ်စားသည်မမစင်ထားသည်မမတီးခင်ပြုတ်သည်မကုသူပင်ဆိုတဲ့သဘောနဲ့ တတ်နိုင်သမျှလူတန်းခဲ့ပါတယ်။ဖြစ်လျာဘဝများမှလည်းမမနဲ့မောင်လေးတို့လိုဘဝဆိုးကိုမမြင်ရမကြားရသည် ဖြစ်ရပါလိုအီလို့ဒါနပြုပြီးတိုင်းဆူတောင်းခဲ့ရပါတော့တယ်။ပြိတ္တများရှင်ဒီအကြောင်းအရာလေးတွေကိုစိတ်ဝင်စားကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။အကြောင်းအရာအသစ်တွေတင်တိုင်းအမြဲတည်ရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။